9နောက်ပိတ်တော်တော်ကြိုက်နေတာ9နောက်ပိတ်ကိုကျွန်တော်ပြောမယ်9နောက်ပိတ်ကကျွန်တော်တို့ဒီမှာ member တွေ member မခေါ်ခင်ပေါ့ဗျာဒီကောင်အောင်ပြီးမှကျွန်တော် member ခေါ်ခဲ့တာဟုတ်ဟုတ်လားတဲ့အောင်ပြီးမှအဲ့ဒီ line ကနေအဆက်အဲ့ဒီ line ကနေကိုနှစ်ကတ်နဲ့သူကတူညီမှုရှိတဲ့နှစ်ကတ်နဲ့ကိုလောက်တာလောက်တာကဘယ်လိုလဲဆိုတော့ အဲ့ဒီ6လေးနှစ်6တင်ကဏ္ဍုကဏ္ဍဆို6တင်5လည်းဒီပွဲလည်းရှိတာပဲ site ကြီးကတော့အများကြီးကျွန်တော် live show မလွှင့်နိုင်တာနဲ့ကိုလွှင့်မယ်ဆိုရင် line ရမကောင်းတော့တာရင်အဲ့လိုမျိုးတွေပေါ့ဗျာနော်ကလင်နာမှာ4453ညလို့3ကပ်ပဲရှိတာကလင်နာမှာ4453ညနောက်ပိတ်3လုံးထောင်းတယ်နောက်ပိတ်4လုံးပေါ့ဗျာဒီလိုခွေတာပေါ့ပုံစံလူလေးနော်ဒီမှာလည်း4 4 ငါးသုံးညာဆိုပြီးဒီလိုမျိုးဖြစ်ပြီးဒါလေးကကြည့်ဘူးပါလေကျွန်တော်လူကြီးခဏခဏလေးလေးငါးသုံးညာလို့ဒီလိုဖြစ်တာအဲ့ဒါလို့သူဖြစ်သွားပြီဆိုတာ ਨੇ ဒီဆောင်ဖြတ်တဲ့၈၁၆ခန်းကနောက်နှစ်မှာ ပထမနှစ်ကတ်မှာနော်သုံးကတ်ရောက်ရင်နှစ်ကတ်မှာအတိကျပေးထားရင်သုံးကတ်မှာပြီးတယ်ဖော်မွေးပဲနော်စောနာလာစိုက်ကူလို့ပဲနော်စောနာစိုက်လို့ပဲအဲ့တော့ကျွန်တော်တို့ဒီမှာနောက်နှစ်မှာ73ချိန်မှာသူလိုက်ထွက်သွားတယ်73ချိန်မှာထွက်တော့သူကဒီ654ဆိုပြီးခါထောင်ပြီးတော့သူကထွက်ထွက်သွားတာဗျာနော်654လို့ခါထောင်ပြီးထွက်သွားတာဒီလိုစိုက်နေတဲ့ကျွန်တော်တလုံးအဖျားဆုဖန်ခဲ့တာနေအများကြီးအောင်ခဲ့ဘူးတာနေဒီပြီးခဲ့တဲ့နေ့ကလည်းအောင်ခဲ့တာပဲ663စိုက်ကြည့် ဒီမှာကြီးကြီးလေးလေး၅၃ညလောက်ဖြစ်တာနဲ့ဒီထိတ်စီ၃လုံးဆန့်လာတာဗောနော်ထိတ်စီ၃လုံးထိတ်စီ၃လုံးဆန့်ထားတဲ့လှည့်ထားတဲ့ဇောင်းထိုးထားတဲ့6 9 9ရဲ့ဒီ9ရဲ့နောက်နှစ်73ချိန်မှာပဲသူလိုက်ထွက်တာပထမနှစ်ကတ်မှာတော့နှစ်ကတ်စိုက်ပြီเนาะနှစ်ကတ်မှာဆိုရင်သူက6 9လေးလို့ထောင်းပြီးတော့ပဲသူထွက်ခဲ့တာ6 9လေးလို့ခါထောင်းပြီးတော့ပဲထွက်ခဲ့တာကျန်တဲ့အထောက်တွေအများကြီးရှိသေးတယ်ပြောမယ်ဆိုရင်သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ဟင် အဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လေးချိန်မှာပရိတ်6เนาะတင်းနှစ်သုံးလေးလေးချိန်မှာပရိတ်6အဲဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်တတိယကတ်လေးလေးငါးသုံးညလို့ဖြစ်သွားတယ်ဒီနေရာမှာဖြစ်တယ်ဒီမှာလေးလေးငါးသုံးညဖြစ်ပြီဆိုတာနဲ့ဒီဆောင်ဖြတ်တဲ့6လေးနှစ်အဲ့ဒီ6လေးနှစ်ဟာနောက်နှစ်ကိုထွက်ဆိုတော့ကျွန်တော်ကဒီမှာကကျွန်တော်ဖမ်းနေကြတိုင်းပဲဒီမှာ6 5လေးကိုဒီ6ခါတဲ့ နှစ်ပွဲကျော်ဆိုပြီးဖမ်းတယ်6ခါရဲ့နှစ်ပွဲကျော်ဆိုပြီးဖမ်းခဲ့တယ်ဒီမှာကနောက်နှစ်ကိုထပ်တော့ဟောဒီမှာ6ခါရဲ့နှစ်ပွဲကျော်3ကတ်ဒီမှာတော့သူကသေးကြတယ်မလုပ်ဘူးလေထွက်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တော့ဒါကလိုင်းကဏ္ဍတစ်ခွက်ကိုကျွန်တော်တို့ကဒီ line ကနေကျွန်တော်ဒီကဏ္ဍလေးကိုကြိုက်နေပြီဆိုရင်ကျွန်တော်ကတခြားကိုကျွမ်းကျင်တဲ့ line တွေကိုတွားပြီးကြည့်တာအခုလဲ9နောက်ပိတ်ကိုကျွန်တော်တနေကုန်ရှာနေတာမနက်ကစပြီးတော့ကြည့်တယ်တွေ့တယ်တွေ့ပြီးရတဲ့အဲ့ဒီ9နောက်ပိတ် line ကြည့်တာနဲ့ကိုကျွမ်းကျင်တဲ့ line တွေကိုမှွေနှောက်ပြီးရှာနေတာ ရှာနေတာဖြစ်တဲ့အတွက်ကြောင့်အားလဲအားရတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီကိစ္စကဏ္ဍထွက်တယ်သူကနေတပင်၂ပင်၃ပင်၄ပင်၄ပင်တက်တာနဲ့ဗရိတ်၆လိုက်မလားဒီကောင်ကတပင်၂ပင်၃ပင်၄ပင်၄ပင်လိုက်တာနဲ့ဗရိတ်၆တပင်၂ပင်၃ပင်၄ပင်၄ပင်လိုက်တာနဲ့ဗရိတ်၆ဒီကောင်လက်အဲ့လိုလိုက်ထွက်တဲ့တော့တင်းနေ၃၄၄၄ပင်တက်တာနဲ့ဗရိတ်၆လိုက်မလားဒီနေရာမှာအဲ့တဘောတရားကိုကျွန်တော်ရှင်းပြတာအဲ့ဒီ၆နှစ်နှစ်အောင်ငယ်တော့ဘာကြောင့်အဲ့လိုမျိုးတင်ပြေးခဲ့လဲဆိုတော့ကျွန်တော်ဆော့နေကြလိုက်ကစားနေကြလိုက်မယ် ကစားနေကြလိုက်ဘာလို့ကစားနေကြလိုက်လဲဆိုတော့ဒီလိုမျိုးသွားတွေ့တာကျွန်တော်ကဒီလို6လင်းနေလို့ဆောင်းတာ ਨੇ ဒီအချိန်ကိမ်းမှာကြားတယ်အဲ့ဒီကနန်းဟာဒါကဒီကလီကလင်နာလေးနဲ့ပြန်ပြမယ်နော်ကလင်နာလည်း3ရွက်ရှိသွားပြီ2ရွက်ရှိသွားပြီအဲ့တော့ နှီးဦးကနန်းပြန်ကြဒီလိုင်းကပြောခဲ့ဘူးတဲ့ပြန်ကြတော့အပိတ်တူအပိတ်နဲ့ကိုသူကခွန်သုံးကိုသုံးခွန်ဆိုပြီးရှင်းနှလုံးချဲပြီးတော့ပြန်ကြလာပြန်ကြပြန်ရတဲ့သူ့အောက်ကကနန်းကိုလည်းဆက်လိုက်တဲ့အချိန်မှာအပိတ်တူပိတ်နဲ့ကိုကိုလေးကိုကိုလေးဆိုပြီးတော့သူ့အောက်နှစ်ပွဲကျော်ပြန်လိုက်ကြလာဒီဖရေသူနဲ့အချိန်ကိုက်မှဒီမှာဘာလို့သုံးခွန်တက်လာသူနဲ့ချိန်ကမှာ9300ခွန် နှစ်ပေကျော်လိုက်3ခုပြည့်အဲဒီလိုမျိုးနှစ်ဦးမှဒီလိုတဲ့တာ3ခုတင်း9တုံညာခေါ်သူ့ရဲ့တပွဲကျော်ကအဲဒီလိုမျိုးကစားကွက်အဲ့ဒီကစားကွက်ရဲ့သူ့ရဲ့နောက်နှစ်ထဲမှာဟာဒီကနန်ဟာအဲ့ဒီလိုလိုက်ထွက်ပြီးတာ ਨੇ သူကနားလေးနော်နောက်နှစ်ကိုဒီ6 6ကပြန်ထွက်တာပြန်ထွက်တာအဲ့ဒါဆိုရင်ကျွန်တော်တို့က ဒီမှာကလည်းသူကဒီ3ခွန်၄2ပွင့်ကျော်လိုက်တာနဲ့9တုံညာခွန်ပတ်လေတဲဗီရနဲ့သူ့ရဲ့ဒီတပွဲကျော်က3.5ကိုအောက်ကိုပြန်ကြတဲ့ချိန်မှာအပိတ်ကအပိတ်နဲ့ကို3.5ကို9.5ဆိုပြီးပြန်ကြတာပြန်ကြပြရနဲ့သူ့ရဲ့အောက်နှစ်ပွဲကျော်လိုက်တဲ့ကဏ္ဍဟာလေသူ့အောက်ကကဏ္ဍကိုအပိတ်တူပိတ်နဲ့ကို3တုံညာခွန်ကို3ညာ3ခွန်ဆိုပြီးတော့သူကလိုက်ခွဲတာဟဲ့3ညာ3ခွန်ကနောက်နှစ်ထွက်ဆိုပြီးကျွန်တော်တစ်ချိန်လုံးပြောခဲ့တာအဲ့တော့နော်အဲ့အဲ့မှာ ဲ့ဒီလိုသူနောက်တစ်ကိုလိုက်ထွက်ခဲ့တယ်အဲ့ဒီလိုလိုက်ထွက်တဲ့နှစ်ထဲမှာဗရိတ်နှစ်ကနန်းကဒီမှာသူနဲ့ဆောင်းနာကလို့ပုံစံလူလာဖြစ်ထားလို့ဒီကောင်ကဗရိတ်နှစ်မလို့အဲ့ဒီထဲမှာသုံးခုခုလို့လိုက်တယ်လားရှေ့မှာအထောက်နေတော့အများကြီးပေါ့ဗျာကစားခွက်ကသုံးခုခုပတ်လဲလိုက်တယ်ပြီးတော့1 2 3 4 5 6ခွန်းသုံးခုခုဗရိတ်ခွန်းဖြစ်လို့ခွန်းနှစ်သွားပြီးတော့သူ့အပေါ်မှာခွန်းပါဝါဗရိတ်နှစ်ကိုဒီလိုလှမ်းရိုက်မယ်ရိုက်တဲ့အချိန်မှာဟာဒီဗရိတ်နှစ်ကနန်းဟာသူ့ရဲ့ဒီမြင်းကုံမှာ 615ဆိုပြီးဒီလိုလှဲထားတယ်လှဲထားတဲ့615ဒဲဖြုတ်တာဒီ3ခုခုနဲ့ကိုဒဲဖြုတ်တာဖြုတ်ပြီးရတဲ့ဒီကောင်နောက်နှစ်နှစ်ကျော်လိုက်ထွက်တယ်နော်အဒီချိန်နဲ့ကျွန်တော်တို့ဖမ်းလို့ရတယ်နော်အဲသဘောတရားကဟိုပြောပြတာအဲဆိုရင်ကျွန်တော်တို့ကဒီနစီကျောထဲမှာသူကဒီခွန်3ခုလိုက်တယ်တာရှိမှထောက်လေရှိသေးတယ်တေတံနဲ့သူကပဲပရိသတ်ခွန်ဖြစ်လို့ခုနှစ်နှစ်သွားလိုက်မယ်1 2 3 4 5 6ခွန်ခုနှစ်နှစ်သွားတဲ့သူ့အပေါ်မှာပရိနှစ်ဒီကောကဒီကနေဆင်းသက်လာတာအဲ့ဒီ6 4နှစ်က အဲ့ဒီ line တွေရောပါတယ်အဲ့လိုပေါင်းဆက်ပြီးမော့အခြား line တွေပါသေးတယ်နှစ်သုံးယောက်ခွန်ထောင်းတဲ့ line တွေကလည်း6နှစ်တရွဲတွေ့တယ်ဆိုပြီးတော့ကျွန်တော်ကလိုက်တာကြီးလည်းပါတယ်ပါတယ်ဆိုတော့ဒီကနန်းကိုအဲ့ဒီချိန်မှာအဲ့လိုဖမ်းခဲ့မိတာနော်ဒါကကနန်းတစ်ကွက်ကိုကျွန်တော်တို့လိုက်ရှိုးလွှင့်ပေးရင်မပြရင်မပြမိတာပဲရှိမယ်တခြား line တွေနဲ့ပေါင်းဆက်ပြီးမှညှိပြီးမှကျွန်တော်တို့ကြိုက်ပြီဆိုမှပြတာတို့ပြီမဲ့အချိန်မရတာမျိုးတို့ line မကောင်းတာမျိုးတို့မှဆုံအောင်မပြသွားနိုင်တယ်မိသွားတာမျိုးတို့ဒီမှာဆုံအောင်မပြသွားနိုင်တာပဲရှိမယ် အဲ့ဒီ6လေးနှစ်ကနောက်နှစ်နှစ်ကျော်ဒီနေရာမှာထွက်လို့ရတယ်ဘာကြောင့်ထွက်လို့ရမှာလဲဒီကနန်းကနောက်နှစ်နှစ်ကျော်မှာဒီမှာလိုက်ထွက်ထားလားဘာကြောင့်ဒီနေရာမှာထွက်နိုင်လဲဆိုတော့နားလေးနော်အစ်ဆော့ပင်အရောင်ခွဲမယ်ကျွန်တော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်က9000ညတော့အောင်ခဲ့တဲ့ line 9000ကျော်အောင်ခဲ့တယ်လားဒီနေရာမှာထွက်မဲ့ကဏ္ဍဟာတို့ရှိရကဏ္ဍကပြန်ရဖြစ်နေတာအဲ့ဒီကဏ္ဍကဘယ်မှာပြန်ကြလဲဆိုတော့ဒီမှာပြန်ကြတာသူကဘာနဲ့အချိန်ကြိုက်ပြန်ကြလဲဆိုတော့သူနဲ့အချိန်ကြိုက်မှာတီနေ3 4 5သူ့အောက်ပင်ကနေတီနေ3 4 5ငါးပင်ဆောင်းစင်းတာနဲ့ကိုလေးကိုပတ်လဲရှိတာဒီလိုကိုလေးကိုပတ်လဲရှိတာပဲရှိခဲ့တာရှိခဲ့တဲ့အဲ့ကောင်ပြန်ကြခဲ့တဲ့ကိုလီကိုနဲ့အချိန်ကြိုက်ကိုပြန်ကြခဲ့တဲ့ပထမထွက်တဲ့၈၃၄ရဲ့ဘေးမှာ ဟာဒီလိုဖြစ်တဲ့6တင်5ကလိုက်ထွက်ခဲ့တာအဲဒါဆိုရင်ကျွန်တော်တို့ဒီလိုဖြစ်တဲ့သူနဲ့6တင်5နဲ့ပုံစံတူဒီ3ခုနဲ့ဒီလိုအချိန်ကြိုက်တဲခဲ့6လေးနှစ်နောက်နှစ်နှစ်ကျော်ထွက်တဲ့အချိန်မှာဒီ6နှစ်6ပြန်ကြရဲ့ဘေးကိုကျွန်တော်ကထည့်လို့ရတယ်အဲ့ဒီ6နှစ်6ကဒီမှာပြန်ကြခဲ့တာပြန်ကြတော့သူ့အောက်ကနေ9ပင်ဆောင်တဲ့တန်းတန်းကြီးဒီနေ3 4 5 9ပင်ဆောင်တန်းတန်းကြီးရတယ်ကလင်နာမှာ6လေးကိုပတ်လဲရနှစ်ကွက်ပဲရှိတာအဲ့ဒီ6လေးကိုနဲ့အချိန်ကြိုက်ကိုသူကြခဲ့တာကြခဲ့တဲ့ ကနန်းပထမကနန်းရဲ့ဘေးမှာအဲ့ဒီ6လေးနဲ့ထည့်သွားမလားအဲ့ဒီကိုလေးကိုရဲ့ဇင်းမြစ်ကိုကျွန်တော်တို့ပြောအောင်မယ်ဆိုရင်အများကြီးရှိတယ်အများကြီးရှိတယ်ဆိုတော့8ကို3ဒီမှာ930ခဏလေးနော်ခဏလေးကျွန်တော်စီကြောမိနေလေစီကြောလေလုံးအထောင်းနဲ့သွားတာ နှစ်ပင်ကျော်သုံးပင်ကျော်ခဏလေးကျွန်တော်ကလင်နာပြန်ရှာမယ်ဒီဟာလေးပြဖို့စိတ်ကူးမရှိသေးဘူးတရက်တစ်ခါပဲလွှင့်ပြီးမယ်လို့ပြောတာအခုကမထူးတော့ပြမိသွားတယ်ပေါ့နော်ကလင်နာမှာကိုးလေးကိုးကနှစ်ကွက်ပဲရှိတာဘူးနော်ကလင်နာမှာကိုးလေးကိုးနှစ်ကွက်ရှိရဲဆိုတော့ဒီမှာ different เนาะ ဒီ frame ဒီ frame နေပဲခဏကကျွန်တော်ပြောတဲ့ဒီမှာခွန်သုံးတစ်အဲဒီ deep frame နေဒီ frame နေလာခဲ့တာဒီ frame နေလာခဲ့တာအဲ့တော့ဒီမှာ2 2 8 3 4လို့ကဏ္ဍငါးလုံးဒီလိုနောက်ပိတ်သုံးလဲတာလဲတာနေဒီ၄အနေဒီ၄ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၆ချိန်တနဆင်းတဲ့တပွဲကျော်ပါ၈၉၃ကို၈ကို၃နောက်၉နှစ်မြောက်ကို1 2 3 4 5 6 9 8 9 9နှစ်မြောက်ကိုသူပို့ခဲ့တာ၈ကို၃၈ကို၃ဒီမှာပို့ခဲ့တာ အဲ့ဒီလို893ကိုပို့ခဲ့တယ်အဲ့893ပို့ခဲ့ပြီးတာ ਨੇ အဲ့ဒီ893ကနောက်နှစ်ကိုထွက်ရမှာနောက်နှစ်ကိုထွက်ရမှာသူထွက်တဲ့အချိန်မှာအဲ့ဒီစီကြောထဲမှာတုံညာတစ်တုံညာလို့ခါထောင်ထားထောင်ပြီးရတဲ့နောက်တွဲကနောက်တွဲလို့သူဆင်းခဲ့တာဆင်းခဲ့တဲ့ဇောင်းကိုကြတာသူမကြခင်ကိုသူ့အပေါ်မှာခံခဲ့တဲ့ကဏ္ဍသူ၈တနှစ်ကျော်ကကဏ္ဍကိုခံခဲ့တာအဲ့ဒီ၈တနှစ်ကျော်ကကဏ္ဍဟောဒီကိုကူလေး နဲ့အကျင့်ကိုက်ကကောင်းအဲ့ဒီကိုကိုလေးဆင်းသက်လာပုံကစောနာကဒီကောင်နဲ့ပြန်ချိတ်ဆက်တာဒီမှာနှင်း၈3လေးလို့ဖြစ်တဲ့အကျင့်ကိုက်က၈3နောက်9နှစ်မြောက်ကိုပို့တယ်မပို့ခင်ကသူကဘာတိုက်ခဲ့လဲဆိုသူနဲ့အကျင့်ကိုက်မှာ၄9 9ဆိုပြီးကလင်နာမှာနှစ်ကပ်ပဲရှိတာဒီလိုခါတဲ့လဲတာလဲပြရတယ်အဲ့ဒီ၄9 9လို့ခါတဲ့လဲတာနဲ့အဲ့ဒီ၄9 9ပတ်လေကနန်းကိုအဲ့ဒီနှစ်ထဲမှာပဲလိုက်ထွက်ပေးတာသူထွက်ပြီးတော့သူကဒီ၄၈တရွဲနဲ့ပြန်ကြကနန်းရဲ့တပွဲကျော်ကိုထွက်တာ ီကောင်ကပြန်ကြခဲ့တာပြန်ကြတော့သူက10ပြိ5ပြိ5ပြိ10ပြိ5ပြိ5ပြိဆိုပြီးတော့သူကရိုက်ပြီးကမှဒီကောင်ကိုပြန်ကြပြန်ကြတဲ့တပွဲကြောင့်မှအဲ့ဒီကိုလီလီပတ်လေကိုထွက်တာအဲ့ဒါလို့ကိုလီလီထွက်ပြင်းတဲ့သူနဲ့အကျင်ကကခွန်တုံညာ6တုံညာခုနောက်တစ်နှစ်ကျော်ထုတ်တဲ့အချိန်မှာတုံညာ1တုံညာလို့ခါထောင်ပြီးတော့သူဒီတုံညာရဲ့ဘေးမှာနောက်တွဲဟာနောက်တွဲလို့ချဲ့ပြီးကမှအဲ့ဒီနေရာကိုထားတာထားပြီးတော့သူ့အောက်ကိုကြတဲ့ကနန်သူ့ရှစ်နှစ်ထဲကဒီ6 9တုံကြီးဖြစ်နေတာဒီကောင်နဲ့ ဒီ2283နဲ့အချိန်ကိုက်ကဒီ6996နဲ့ဆက်နွယ်ခဲ့တဲ့ကောင်ကိုနောက်နေ့ကိုအဲ့ဒီအောက်ကိုထည့်ခဲ့တာထည့်ခဲ့တာထည့်ခဲ့တော့ဒီမှာလဲကျွန်တော်တို့က2283လို့ဖြစ်တာ ਨੇ သူနဲ့အချိန်ကိုက်က390 893နဲ့အချိန်အချိန်ကိုက်390ကို390နောက်9နှစ်မြောက်ကို1 2 3 4 5 6 9 9နှစ်မြောက်ကိုသူလိုက်ထွက်တာ ကိုနှစ်မြောက်ကိုလိုက်ထွက်လာအတူထွက်ပြီးတာနဲ့သူကသူမထွက်ခင်ဘာလုပ်ကလေးသူနဲ့ကြိတ်ကိုက်မှာလေကိုကိုဒဲလဲတာလဲတော့အဲ့လေကိုကိုပတ်လဲဟာအဲ့ဒီနေထဲမှာလိုက်ထွက်ထွက်ပြတဲ့သူနဲ့ကြိတ်ကိုက်က639ခုနဲ့ပုံစံတူပဲ435နောက်တစ်နှစ်ကျော်ဒီမှာထဲ့တာဒီမှာဇောင်းဖြစ်သွားတာဖြစ်သွားတဲ့အကြောင်းရင်းဟာအဲ့ဒီမှာ3 7 3လို့ခါထောင်ပြီးတော့သူ့နောက်မှာနောက်တွဲဟာနောက်တွဲလို့ကြားခဲ့တာကြခဲ့ပြီးတဲ့သူနောက်ကိုကြားတာကြားတော့သူ့ရဲ့အောက်ကိုဆက်လိုက်တာကျွန်တော်တို့ကလိုက်တဲ့အချိန်မှာအဲ့ဒီသူ့အောက်ကိုကြားတဲ့ကဏ္ဍကသူ့ရှစ်နှစ်ထဲက ဟောဒီ930ကဏန်းဒီ1 2 8 3 4 4 9 9တွေကိုပတ်သက်ခဲ့တဲ့ဒီကဏန်းဆိုပြီးတော့ကျွန်တော်တို့က9 3 3ကိုယူဆခဲ့တာဒီစီကျော်ထဲမှာတော့အများကြီးရှုပ်ရှက်ခတ်သွားမှကြာလို့ကျွန်တော်ကတပတ်တစ်ခါကိုပြကျင်တဲ့ကဏန်းကိုပဲလိုရင်းနာလေးကိုဆွဲပြောတာဟာဒီစီကျော်ထဲမှာ3 3 3တွေတည်တယ်3 3 3ရဲ့အကျင်ကဲကကဏန်းဒီလိုလေးနှစ်ပင်ကျော်ရိုက်တယ်ဒီစီကျော်ထဲမှာပဲ3 3 3တည်တယ်တည်ပြီးတာနဲ့သူကဒီနှစ်ပင်ကျော်တွေဒီလိုလေးရိုက်ခဲ့တယ်အများကြီးပေါ့ဗျာနော်အဲ့ဒီစီကျော်ထဲမှာအဲအဲ့ဒီတော့ ကျွန်တော်ဆိုလိုချင်တာက DC ကျော်ထဲမှာပဲလာဖြစ်ထားတာက DC ကိုကိုလေးရဲ့နောက်တနှစ်ကျော်မှာဟောဒီ6တင်5ကြီးလေကျွန်တော်ပြောတယ်ဒီမှာ6တင်5 DC ကျော်ထဲမှာပဲသူလာပတ်ပါဝင်ပတ်သက်ထားတာ6တင်5ဟာဒီမှာအကြိမ်ကြိုက်6တင်5ဆိုပြီးလိုက်ထွက်ထားတာသူထွက်တော့ဆောနာကကျွန်တော်ပြောတယ်ဒီ3ခွန်ခွန်ပတ်လင်နဲ့ DC ကျော်အခွေပဲเนาะဆောနာကဒီလိုလိုက်ထွက်ထားတာ လိုက်ထွက်ပြန်တဲ့ဒီ615ကနောက်နှစ်နှစ်ကျော်ကိုထုတ်တဲ့အချိန်မှာဟောဒီရှစ်တုံညာလေးပြန်ကြအဲ့ဒီကနာဟောဒီကိုကိုလေးနဲ့အချိန်ကိုက်ကိုပြန်ကြခဲ့တဲ့ကနန်းအဲ့ဒီဘေးဦးများသူအ615ကိုကနန်းတုကနန်းလဲကြောက်တယ်နော်ကနန်းတုကနန်းဆိုရင်615ကျွန်တော်9နောက်ပဲကြိုက်နေလို့615ကိုပဲထည့်သွားမလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ ကိုကိုလေးနဲ့အကြိမ်ကြိုက်ကိုထွက်ခဲ့တဲ့66နှစ်ဟာအဲ့ဒီစီကြောထဲမှာပဲလာဖြစ်တာကဒီလိုဖြစ်တယ်တုံးခုခုနဲ့အကြိမ်ကြိုက်6လေးနှစ်လာဖြစ်တယ်ပေါ့နော်ဒီနှစ်နှစ်73လေးနဲ့အကြိမ်ကြိုက်ကနောက်9နှစ်မြောက်ကိုဒီမှာထွက်တော့နောက်ဒီမှာပေါ့ကိုလေးကိုနဲ့တောက်တဲ့နှစ်ကျော်မှဒီ6တင်5ပေါ့အဲ့ဆိုရင်ဒီကိုကိုလေးပတ်လည်နဲ့နောက်တဲ့နှစ်ကျော်မှဒီ6လေးနှစ်ပေါ့အဲ့ဒီ6လေးနှစ်ကသူ့ရဲ့ဒီမြင်းကုန်မှာပဲသူကဒီ သုံးခုခုနဲ့အကျင်ကိုက်ကိုဒီ6လေးနှစ်ဇောင်းထိုးတဲ့6လေးနှစ်ကိုတဲဖြုတ်တာဖြုတ်တော့သူကဒီသုံးခုခုနဲ့အကျင်ကိုက်ကိုဖြုတ်တာဒီသုံးခုခုနဲ့အကျင်ကိုက်အဲ့ဒီကောင်နောက်နှစ်နှစ်ကျော်ထွက်တဲ့အချိန်မှာဟောဒီ6နှစ်6ရဲ့ဘေးအဲ့ဒီ6နှစ်6ကပြန်ကြခဲ့တော့ဒီမှာဒီမှာဒီကိုကိုလေးနဲ့အကျင်ကိုက်ကိုပြန်ရခဲ့တဲ့ကဏ္ဍဖြစ်တာကြောင့်သူ့ရဲ့ဘေးကိုပဲ6.5ကိုထည့်သွားမလားဆိုပြီးတော့ကျွန်တော်ကကဏ္ဍတုကဏ္ဍဆိုရင်6.5ကိုကျွန်တော်9နောက်ဘေးကိုကြိုက်နေတယ်နော် 635ဒဲကိုကျွန်တော်ပူကြိုက်တယ်အာပေါ့နော်165 165အဲအဲ့ကောင်တင်ထိုးပေါ့အာပေါ့နော်နောက်တစ်ခုက64နှစ်ဒဲအာပေါ့နော်အဲအဲ့တော့ငါးနောက်ပိတ်လိုက်ရနောက်ရမှကျွန်တော်လွှင့်ပေးမယ်ဗျာအခြေသိမ့်မရတော့ပေါ့နော်အခြေသိမ့်မရတော့လို့ပါနောက်ရမှကျွန်တော်လွှင့်ပေးပါမယ်အဲ့တော့ဒီလို ီစီကြောလေးတွေပေါ့ဗျာเนาะဒီ frame လေးတွေပေါ့ဒါဒီထဲမှာပြောမယ်ဆိုရင်ချုပ်ပွားနေအောင်ဖြစ်သွားမယ်ကျွန်တော်ကဒီဘက်တစ်ခါလိုချင်တဲ့ဟာကိုကျွန်တော်ပြောတာပါเนาะအဲ့တော့အဖွဲ့ဝင်ခြင်းတဲ့လူတွေကကျွန်တော်ဒီဖုန်းကိုဆက်သွယ်လို့ရပါတယ်เนาะဖုန်းလို Viber တို့အခုချိန်ကနေဝင်တော့2025တနစ်စာလုံးကိုတသိန်းလေးတောင်းပါเนาะခိုင်းရလို့ဆိုရင်ဘတ်ထောင်လေးရပါเนาะချက်တစ်ပတ်စာကိုတောင်းကြမြန်မာပြည်ရလို့ဆို3ချိန်စာကို2000ဝဲပါเนาะခိုင်းရလို့ဆိုရင် ချဲတစ်ချိန်စာကိုဘတ်100ချဲသုံးချိန်စာကိုဘတ်200ပါနော်အပတ်စဉ်တကွက်ကောင်းကြိုက်တဲ့သူတွေအတွက် share all main တကွက်တဲ့အာရန်တကွက်ပါမယ်ပေါ့နော်တကွက်ကောင်းကြိုက်တဲ့လူတွေအတွက်အားလုံးမင်္ဂလာပါနော်